မင်္ဂလာပါမိတ်ဆွေတို့အားလုံးပဲနေကောင်းကြရလားခင်ဗျာကမ္ဘာမှာရှိတဲ့နိုင်ငံတွေကအထူးဆန်းဆုံးနဲ့အကြောက်ရဆုံးနိုင်ငံတနိုင်ငံရှိရဆိုရင်အဲ့ဒါကတော့မြောက်ကိုရီးယားပါပဲတာမယ်လူတယောက်အတွက်ဒီနိုင်ငံမှာကျင်းကျမမာတဲ့အသက်ရှင်သန်နေထိုင်ဖို့ဆိုတာအလွန်ခက်ခဲပါတယ်တနိုင်ငံလုံးကအာနာရှင်ကင်ဂျုံအုံကအုပ်ချုပ်ပြီးနိုင်ငံသားတိုင်းဟာသူ့ရဲ့အမိန့်ကိုနာခံဖို့အတင်းအကျပ်ခိုင်းစေခံရပါတယ်ဒီနိုင်ငံကလူတွေဟာတနည်းကိုသမီးနှစ်နှစ်တောင်ကောင်းကောင်းမွန်မွန်စားတောက်ခွင့်မရပါဘူးသူတို့စိတ်ကြိုက်ယုံမြင့်တန်ကြာကြည်တာ ရေဒီယိုနားထောင်တာသချင်းနားထောင်တာကခုံတာဒါမှမဟုတ်ပါတီပွဲတွေကျင်းပတာကိုလွတ်လပ်ခွင့်မရှိပါဘူးအရာတိုင်းကိုဆွေးရကဆုံးဖြတ်ပေးပါတယ်စမင်ကိုဘလို့ပုံစံညှက်ရမယ်ဘလို့ဝက်စားစင်ရမယ်ဘလို့နေထိုင်ပြုမှုရမယ်ကြီးလာရင်ဘာလုပ်လို့ရမယ်ဆိုတာအထီးပါပဲနိုင်ငံသားတွေဟာအင်တာနက်ကိုလုံးဝသုံးခွင့်မရှိပါဘူးဒီနိုင်ငံကကြံတဲ့ကမ္ဘာကြီးနဲ့လုံးဝအဆက်ဖြတ်ထားပါတယ် ဒီကတာမန်ပြည်သူတွေဟာအချင်းသားတွေထက်တောင်ပိုဆိုးတဲ့ဘဝတွေနဲ့နေထိုင်နေကြရပါတယ်။ဒါပေမဲ့ဒီလိုဆင်းရဲဘဝမျိုးရှိနေပေမဲ့လည်းဘယ်သူမှနိုင်ငံကနေထွက်ခွာဖို့နိုင်ငံပြင်ပကိုတောင်ခြေချဖို့ခွင့်မပြုပါဘူး။လူတွေဟာတစ်သက်လုံးဒီနေနမိတ်အတွင်းမှာပဲနေထိုင်ပြီးအပြင်ဘက်ကနေပြုံးပြနေကြရင်ပြီးဆုံးသွားရပါတယ်။ဘယ်သူမှဆိုထွက်ပြေးဖို့ကြိုးစားပြီးအဖမ်းခံရရင်တော့အပြစ်ပေးခံရတာကအလွန်ကြောက်စရာကောင်းပါတယ်။အဲ့လိုမျိုးဆက်30ကိုပါအကျဉ်းချခံရပါတယ်။ ဒါပေမဲ့ဒီလိုတွေရှိနေတာတော့ပိုကောင်းတဲ့ဘဝကိုမျှော်လင့်ပြီးဒီငွေတော့နိုင်ငံကားတွေထွက်ပြေးဖို့နှစ်စဉ်လူထောင်ပေါင်းများစွာစ조사နေကြပါတယ်။သူတို့ကမြောက်ကိုရီးယားနယ်စပ်ကိုဖျက်ကျော်ပြီးတခြားကမ္ဘာနေရာတွေစီထွက်ပြေးဖို့조사ကြပါတယ်။ဒီနေ့မှာတော့အဲ့လိုလူမျိုးမြောက်ကိုရီးယားစစ်သားတူဟာပိုကောင်းတဲ့ဘဝတစ်ခုအတွက်တောင်ကိုရီးယားကိုထွက်ပြေးဖို့ကြိုးစားတဲ့စိတ်ကူးရည်ဇာတ်လမ်းတစ်ပုဒ်ကိုလေ့လာကြည့်အောင်ပါ2024ခုနှစ်မှာထွက်ရှိခဲ့တဲ့ဒီရုပ်ရှင်ရဲ့နာမည်က AKP IMDb အစစ်သက်မှတ်ချက် 6.4ရရှိထားပါတယ်။ဇလန်ဆာမှာမြောက်ကိုရီးယားစစ်တပ်စစ်ကန်တစ်ခုကိုရောက်ရှိလာပြီးကူနယ်လိုခေါ်ရစစ်သား2နဲ့တွေ့ဆုံရပါတယ်။ ဒူဝါမြောက်ကိုရီးယားစစ်တပ်မှနှစ်ပေါင်း၁၀နှစ်ကြာမှူတန်းခဲ့ပြီးလက်ရှိမှာတပ်မှုအဆင့်ယာရုကိုရရှိထားပါတယ်။တင်ညမှာတော့အခြေဆိုင်စကန်ကလူသားအိပ်ပျော်နေခြင်းမှာကူနေဟာလူမသိအောင်တိတိစိတ်ထွက်ခွာခဲ့ပါတယ်။ဒူဝါစကန်တွင်းမှာလေဝဲနေရာတစ်ခုမှာတာလိုက်အိမ်မြောက်တစ်ခုနဲ့လက်နဲ့ဆွဲထားတဲ့မြေပေါ်တစ်ခုကိုဖုတ်ထားခဲ့ပါတယ်။အဲဒါတွေကိုယူဆောင်ပြီးမှောင်မိုက်တဲ့ညချင်းကိုအခွင့်ကောင်းယူကာတောင်ကိုရီးယားနယ်စပ်စီကိုခီးစတင်ခဲ့ပါတယ်။စစ်တပ်စကန်ကတောင်ကိုရီးယားနယ်စပ်နဲ့အလွန်နီးပါတယ်။ ကူနာဒီနေဇက်ကနေထွက်ပြေးဖို့နီလန်ကိုနှစ်ပေါင်းများစွာရှာဖွေနေခဲ့တာပါဒါပေမဲ့ပြည်ထနာကတော့နေဇက်တစ်ခုလုံးကိုလျှက်စစ်ဓာတ်လွှတ်ထားတဲ့စူဂျူချန်စီယိုတွေနဲ့ဝင်းရံထားတာပဲဖြစ်ပါတယ်သူပေမဲ့လုံခဲ့တဲ့လအနေငယ်တွေမှာကူနာဟာချန်စီယိုအောက်ကမီအောက်ဖိုင်ကောင်းကိုတူးဖို့ပြီးဒီဖက်ချန်ကိုလျှို့ဝှက်လမ်းကြောင်းတစ်ခုဖန်တီးထားခဲ့ပါတယ် HNCU ရဲ့တပတ်ချမ်းမှာတော့မြောက်ကိုရီးယားနယ်စပ်လျှောက်တခြားနိုင်ငံကိုကိုဝင်သူတွေကိုတားဆီးဖို့အတွက်မိုင်းထောင်ထားတဲ့နေရာတွေထောင်ပေါင်းများစွာရှိပါတယ်။ဒါပေမဲ့ကုနယာသူကိုယ်တိုင်လုပ်ထားတဲ့မြေပေါ်အကူအညီနဲ့မိုင်းမျိုးဂရုစိုက်ရှောင်ပြီးနယ်စပ်အစွန်းစီကိုပို့ဖို့နီးကပ်လာခဲ့ပါတယ်။လာပေါင်းများစွာကြောင်းကုနယာညာဘက်တွေမှာနယ်စပ်စီကိုတိစိတ်ချင်းကပ်ခဲ့ပါတယ်။ညာရင်တသားချောင်းလေးတစ်ချောင်းကိုအုံပြပြီးမိုင်းနဲ့ဘယ်နေရာမှာရှိလဲဆိုတော့ကိုစမ်းသက်ရှာဖွေကမြေပုံပေါ်မှာမှတ်သားထားခဲ့တာပါ။ ်အခုတော့ဒီမြူပုံကိုသုံးပြပြီးမိုင်းတစ်ခုချင်းစီဘယ်နေရာမှာရှိရဲဆိုတာအတိအကျသိခဲ့ပြီခီးကိုဆက်လက်ထွက်ခွာရမှာအားလုံးကိုရှောင်ကွင်းနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာစစ်မဲ့ဇုံကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီနေရာကအမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြားကအစ်စ်တက်ဆောက်ချက်ချင်းဒါမှမဟုတ်ပြစ်ခတ်မှုလုံးဝမပြုရတဲ့နေဆက်အဆက်ရဲ့နှစ်ဖက်စလုံးက2ကီလိုမီတာအကျယ်ဝန်းရှိတဲ့နေရာဖြစ်ပါတယ်။ကူနန်သာ GM ဇက်ကနေ2ကီလိုမီတာထပ်သွားနိုင်ရင်သူဟာမြောက်ကိုရီးယားနယ်စပ်ကိုတရားဝင်ဖြတ်ကျော်ပြီးတောင်ကိုရီးယားကို ရောက်ရှိမှာဖြစ်ပါတယ်။ GM ဇက်ကနေကုနယာမျှော်လင့်ချက်အပြင်နဲ့တောင်ကိုရီးယားနယ်စပ်ကိုငေးကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်သူအိတ်ကတ်ထဲကနိုင်နိုဇက်ကအတန်မီလာပါတယ်။ မနေ့မိုးလင်းတော့မှမို့ဘသူမှနုမလာခင်ကူနာသူစကန်ကိုအမြန်ပြန်လာခဲ့ပါတယ်။နိုင်ငံကားတွေထွက်ပြေးဖို့အတွက်ကူနာအေးအားကိုပြင်ဆင်ပြီးသားပါ။အခုလိုအပ်တာကတော့အချင်းအခါကောင်းကိုစောင့်ဆိုင်ဖို့ပါပဲ။နောက်တစ်နေ့မနေ့မှာကူနာဟာသူ့ရဲဘော်တွေနဲ့တူနေဇန်နာကတော့အထက်မှာကင်းလင်နေခဲ့ပါတယ်။ယောဒီအနီနာကနေပေါက်ကွေးတဲ့တစ်ခုကိုကျေလောင်စွာကြားလိုက်ရပါတယ်ပထမတော့သူတို့အားလုံးကြောက်လန့်သွားကြပြီမဲ့နောက်မှဝဝဝရိုင်းတကောင်ကမိုင်းနှိမ့်ပြီးပေါက်ကွေးမှုကြောင့်တိုက်ဆုံသွားတာကိုသိလိုက်ရပါတယ်သူတို့ကအဲ့ဒီဝဝဝကိုစကန်စီပြန်တယ်လာပြီ တခါတလေစားတော့ကောင်းလေးစားဖို့အတွက်ချက်ပြုတ်ဖို့အစီအစဉ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအစင်းကြီး Civic ရာရှိသူရောက်လာပြီးကုနန်းကိုသူယုံငန်းစီခေါ်လိုက်ပါတယ်။သူယုံငန်းထဲမှာအရာရှိကြီးနူးကသူ့ကိုပြင်းပြထန်ထန်စူပူချိန်မောင်းပါတော့တယ်။မင်းတို့ဒီဝဝရင်ကိုနေဇာနီနာကနေကောက်ယူလာတာရန်သူနိုင်ငံကအစိတ်ခတ်ပြီးပို့လိုက်တာဆိုရင်ဘယ်လိုလုပ်မလဲ။အခုမင်းတို့စားရင် အားလုံးဖျားနာနိုင်တယ်လို့ပြောပါတယ်။ဒီလိုပေါ်စားတဲ့လုပ်ရက်အတွက်မင်းကိုအပြစ်ပေးရမယ်လို့ဆိုပါတယ်။ဒီစကားကိုကြားတော့ကုနန်းကပြန်ပြောပါတယ်။ ကျွန်တော်တို့စစ်သားတွေဟာဒီမှာအစားအသောက်လုံလုံလောက်မရကြပါဘူး။လွန်ခဲ့တဲ့ရက်အနည်းငယ်ကလေးကအားနေပြီးငတ်မမှုကြောင့်တချို့တွေအပြင်းထန်ဖျားနာနေခဲ့ကြပါတယ်။ဒါကြောင့်ဒီဝသားစားရင်အားပြည့်မယ်ထင်လို့ပါလို့ဆိုပါတယ်။ဒီကအရာရှိတွေကတယောက်မျက်နှာတယောက်ကြည့်ပြီးရင်မောလိုက်ကြပါတယ်။နောက်တစ်ခါမှတော့စကန်ကအရာရှိကြီးတွေအားလုံးကုနန်တို့အဖွဲ့တယ်လာတဲ့ဝတ်ပုံတောက်ကိုစားတော့ပွဲကြီးကျင်းပနေကြတာကိုတွေ့ရပါတယ်။အပြစ်ပေးတဲ့အနေနဲ့ကုနန်ကိုအဲ့ဒီအရာရှိတွေကိုအစားအသောက်တွေလိုက်လံချကျွေးဖို့တာဝန်ပေးရခြင်းခံခဲ့ရပါတယ်။ ဒီကိစ္စတကူလုံးကကုနိုင်ကိုအရာရှိကြီးကြီးတွေပေါ်အကြီးကျယ်ဒေါသထွက်စီခဲ့ပေမဲ့ဒီချိန်မှာဘာမှမတက်နိုင်တာကြောင့်ဒိတ်ဆိတ်စွာပဲသူတို့ရဲ့အမိန့်ကိုလိုက်နာခဲ့ရပါတယ်။နောက်တနေ့ညညစာစားပြီးတဲ့နောက်ကုနိုင်ဟာလူမရှိရဲ့ကင်းညော့စင်တစ်ခုပေါ်ကိုတက်သွားပါတယ်။သူ့မှာရှိရဲ့လီဝက်ရေဒီယိုကိုသုံးပြုပြီးတောင်ကိုရီးယားကထုတ်လွှင့်မှုတစ်ခုကိုနားထောင်ပါတော့တယ်။ဒီရေဒီယိုဟာသူ့အတွက်ပြေပကမာကိုမြင်နိုင်တဲ့လူဝက်ကြတဲ့ပေါက်တစ်ခုပါပဲ။တောင်ကိုရီးယားမှာဘာရီဖိနလေးဆိုတာကိုအမြဲသိရှိနေအောင်ကုနိုင်ကိုကူညီပေးခဲ့ပါတယ်။ ။ Radio ကနေဒီချင်းတပုတ်ကိုနားထောင်ရင်ကုနာသူ့ရဲ့ငယ်ဘဝကိုပြန်တွေးမိနေပါတယ်။သူ့ဘေးကမြောက်ကိုရီးယားစစ်တပ်မှာအမှုထမ်းခဲ့ပြီးမြေတနေ့မှာတိုက်ဝဲမှာကြာဆုံးသွားခဲ့ပါတယ်။ အဲ့နောက်နှင်းနှင်းငယ်ကြတော့ကူနဲ့နေနေကြီးလာတဲ့အခါသူ့အမေလည်းစိုးပါသွားခဲ့ပါတယ်အခုတော့သူကကမ္ဘာပေါ်မှာလုံးဝတယောက်တည်းဖြစ်နေပါပြီကူနဲ့တယောက်တည်းအမတ်တရားတွေနဲ့မျောပြီးတချင်းနာတောင်နေတော့သူ့တက်ကဒေါဟော့ဖ်လို့ခေါ်တဲ့အခြားစစ်သားတူရုတ်တရက်ပေါ်လာပါတယ်ဒေါဟော့ကမင်းပါလို့ဖို့ကြိုးစားနေတာလဲဆိုတာငါသိရဲ့မင်းတောင်ကိုရီးယားကိုထွက်ပြေးဖို့စီစဉ်နေတာလွန်ခဲ့တဲ့ညကမင်းငါတို့စတန်ကနေခိုးထွက်တာကိုငါတွေ့ခဲ့တယ်လို့ပြောပါတယ်ဒီစကားကိုကြားတော့ကူနန်လန့်သွားပြီးဒေါသထွက်သွားပါတယ် သူကချက်ချင်းပဲအားလုံးကိုညှင်းဆန်လိုက်ပါတယ်ဒါပေမဲ့ဒေါဟောကစိတ်မူပါနဲ့ငါဘယ်သူ့ကိုမှမပြောပါဘူးငါတခုပဲလူကျင်နေလို့ပြန်ပြောပါတယ်မင်းထွက်ပြေးတဲ့အခါငါ့ကိုပါခေါ်သွားပါငါအမေနဲ့ငါအမကလွန်ခဲ့တဲ့နှစ်တွေတုန်းကတောင်ကိုရက်ကိုထက်ပြေးသွားတာငါဒီနိုင်ငံမှာတယောက်တည်းမနေကျင်တော့ဘူးလို့ပြောပါတယ်ကုနန်စိတ်တူပြီးပြန်អော်လိုက်ပါတယ်မင်းယူနေလားငါဒီနိုင်ငံမှာဝေးဖွားပြီးဒီမှာပဲတည်ရမယ် ငါနိုင်ငံကိုငါချစ်တယ်ထွက်ပြေးဖို့အကြောင်းထပ်ပြောရင်မင်းကိုပါပြင်းပြင်းထန်ထန်အပြစ်ပေးခံရအောင်လုပ်မယ်လို့ပြောလိုက်ပါတယ်။အမှန်တကယ်တော့မြောက်ကိုရီးယားကနေတစ်ဆင်လူအများပြားထွက်ပြေးဖို့ကြိုးစားနေကြပါတယ်။ဒါကြောင့်အစိုးရကနိုင်ငံသားတွေကြားမှာအလျောဝက်တရှူတွေကိုခန့်အပ်ထားပြီးဘယ်သူတွေထွက်ပြေးဖို့အစီအစဉ်တွေလဲဆိုတာရှာဖွေဖို့တာဝန်ပေးထားပါတယ်။ကုနာဟာတောင်ဟောဟာအစိုးရသတင်းပေးတွေကတယောက်ဖြစ်နိုင်တယ်လို့တန်တရားဝင်သွားပါတယ်။ဒါကြောင့်သူ့ရှေ့မှာဘာမှဝင်မခံခဲ့ပါဘူး။ နောက်တစ်ညမှာလူတိုင်းအိပ်ပျော်နေတော့ညတကောင်မှာရုတ်တရက်အတန်ကျေလောင်တဲ့အော်အော်တန်မိလာပြီးစစ်သားအလုံးလို့သွားကြပါတယ်ဒီအော်အော်တန်ရဲ့အဓိပ္ပာယ်ကတော့ရှင်းပါတယ်ဒဇုံတယောက်ကနေဆက်ကိုဖြတ်ပြီးထွက်ပြေးဖို့ကြိုးစားနေတာပါပဲကူနန်ထားလိုက်တဲ့အခါတဟောင်းအားစကန်ကနေပျောက်ဆုံးနေတာကိုသတိပြုမိလိုက်ပါတယ်ဒါကိုသဘောပေါက်တာနဲ့တောင်းအားသူ့ရဲ့လေးဝဲမြေပုံကိုခိုးယူပြီးအဲ့ဒီညမှာပဲတောင်ကိုရီးယားကိုထွက်ပြေးဖို့ကြိုးစားနေရဆိုတာကိုချက်ချင်းနားလည်လိုက်ပါတယ် ချိန်နဲ့စစ်သားတွေကပဝင်းကျူကိုစတင်ရှာဖွေနေချိန်မှာကုနေဟာအဖွဲကနေတိစိတ်ခွဲထွက်ပြီးသူ့မြေပေါ်မှာမတားထားတဲ့လန်တိုင်းနေဆက်စီကိုတိတိရှောက်သွားခဲ့ပါတယ်။အဲဒီမှာတောင်ဟောကချန်စီယိုစူးချိုးကိုကြော်တပြီး DM set တဲကိုဝင်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရပါတယ်။ကူနန်ကသူ့ကိုတားလိုက်ပြီးအခုကထွက်ပြေးဖို့အချိန်မတင်သေးဘူး။ရန်နေငယ်ကြရင်အချိန်နဲ့အခွင့်အရေးရတဲ့အခါငါတို့ထွက်ပြေးကြမယ်။ဘယ်သူမှမရောက်ခင်ငါတို့နဲ့ဒူစကန်ကိုပြန်လာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့တဟိုးကပြန်မလာဖို့ညှင်းဆိုခဲ့တဲ့အတွက်သူတို့နှုတ်ကြမှာစကားများရန်ဖြစ်နေကြပါတော့တယ်။ ဒီလိုယုံရင်စံကတ်ဖြစ်နေချိန်မှာအရာကြီးကြီးအုပ်စုတစုဟာစစ်သားအချို့နဲ့တူအခင်းဖြစ်ပွားရာကိုရောက်လာပြီးသူတို့နူးစလုံးကိုဖမ်းဆီးလိုက်ပါတယ်။အရာကြီးတွေကကိုနန်နဲ့တဟိုနီယောစလုံးထွက်ပြေးဖို့ကြိုးစားနေတယ်လို့ယူဆကြပါတယ်။သူတို့နှုတ်ရဲ့ခြေလက်တွေကိုချီနှောင်မှုရေးရဲဆက်ဆက်ရိုက်နေကြပါတယ်။နယောစလုံးတန်ရအပြင်းနဲ့ရပြီးတိထွက်တန်ယူဖြစ်ပြီးကြံခဲ့ပါဗါ။အဲဒီနောက်အရာရှိတူကမင်းတို့နှစ်ယောက်ဘယ်ကိုထွက်ပြေးဖို့ကြိုးစားနေတာလဲ။ဒီမျိုးပုံကိုဘယ်သူလုပ်တာလဲစသည့်အစ်မီးပါတော့တဲ့။ အဲ့ဒီမိဘုံကတော့ကုနေဟာလာပေါင်းများစွာဒီဟုတ်ဖန်တီးထားတဲ့နေဆက်နာကမိုင်းရီအားလုံးရဲ့နေရာတွေကိုမှတ်သားထားတဲ့မိဘုံပဲဖြစ်ပါတယ်။ခနာတာညိန်သက်နေပြီးနောက်တောင်ဟော့ကဒီမိဘုံကိုကျွန်တော်လောက်တာပါ။ကျွန်တော်တယောက်တည်းတောင်ကိုရီးယားကိုထွက်ပြေးဖို့ကြိုးစားနေတာပါ။ကုနေနဲ့ဘာမှမဆိုင်ပါဘူးလို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားတော့ကုနေအားအသင့်သွားပြီးသူ့ကိုကြည့်လိုက်ပါတယ်။ကုနေရဲ့အသက်ကိုကယ်တင်မှုအတွက်တောင်ဟော့ဟာအပြစ်အားလုံးကိုသူ့တယောက်တည်းယူလိုက်တာပါ။ ။တစ်ချိန်တည်းမှာပဲထွက်ပြေးဖို့ကြိုးစားတဲ့တဲ့ရင်ကမြောက်ကိုရီးယားစစ်တပ်ကဗိုလ်မှူးကြီးလီဟွန်လို့ခေါ်တဲ့အလွန်အစင်းမြင့်အရာရှိကြီးတူစီကိုရောက်သွားပါတယ်။အရင်ကကအဖြစ်ပြက်တွေအကြောင်းအတိပေးခံရပြီးနောက်ကုနန်းကတကယ်တမ်းမှာစစ်သားကိုထွက်ပြေးခြင်းကနေတားဆီးဖို့ကြိုးစားနေတာလို့တန်တရားဝင်လာပါတယ်။ရလန်နေနဲ့ကုနန်းကိုသူ့ရဒူးမှပြန်လဲခန့်အပ်ပြီးနိုင်ငံကနေထွက်ပြေးဖို့ကြိုးစားတဲ့ပြည်မှုနဲ့တဟုတ်ကိုအချင်းချထားလိုက်ပါတယ်။ကူနန်ကိုကျင်းနေသွားတဲ့ဗိုလ်မှူးကြီးလီဟွန်းကသူ့ကိုခေါ်ဆောင်ပြီးအတူခီးသွားခဲ့ပါတယ်။လမ်းမှာလီဟွန်းကမင်းအဖေကတကယ့်ကိုကြီးကျယ်တဲ့စစ်သားတစ်ယောက်ပဲ သူဟာဒီနိုင်ငံအတွက်တိုက်ပွဲမှာကြာဆုံးခဲ့တယ်။အခုလဲသူ့လိုပဲမင်းကတစ်ဆာဖာတယောက်ကိုဖမ်းမိအောင်ကူညီခဲ့တယ်။မင်းရဲ့မျိုးချစ်စိတ်အတွက်မင်းကိုရာထူးတိုးပေးဖို့ငါကြံပြုမယ်လို့ပြောလာပါတယ်။သူတို့ရဲ့စကားဝိုင်းကနေကိုနန်နဲ့လီခွန်တို့ကလွန်ခဲ့တဲ့အချိန်ကလေးကတယောက်နဲ့တယောက်ယဉ်ကြီးခဲ့ကြတယ်လို့ရှင်းနေလာပါတယ်။ဒါပေမဲ့ဒီယာရီအားလုံးကိုနားထောင်နေတဲ့ကိုနန်ဟာအတွေ့အစိတ်ထဲမှာပုံပြီးစိတ်လှရှားလာခဲ့ပါတယ်။ ။နောက်ပိုင်းမှာလေးဟွာမြောက်ကိုရီးယားစစ်တပ်ကအရာရှိကြီးတွေအားလုံးတက်ရောက်တဲ့စစ်တပ်ပါတီဘွဲတစ်ခုကိုကူနန်းကိုခေါ်ဆောင်လာခဲ့ပါတယ်။အဲဒီမှာကူနန်းရဲ့လိုရက်တွေအတွက်ဂုံပြုခံရပြီးအစင်းမီယာရုကိုတရားဝင်တိုးမြင့်ပေးရခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ကူနန်းဟာဒီယာရုတိုးတာကိုလုံးဝမပျော်ရွှင်ခဲ့ပါဘူး။ အခုသူရာထူးပုံမြင့်လာတာကြောင့်သူ့ကိုပို့ပြီးအနီးကစောင်းကြီးမဲ့သူတွေပို့များလာပြီးနိုင်ငံကနေထွက်ပြေးဖို့ပို့ပြီးတော့ခက်ခဲသွားမှာဖြစ်ပါတယ်ရလို့တိုးပြီးနောက်ကူနေဟာတရားဝင်ပုံစံအချို့ကိုဖြစ်ဆွဲရပါတော့တဲ့ဒါပေမဲ့ဒီလိုလုံနေရင်လူမသိအောင်သူ့အတွက်ကိုပိုင်အတုရအောင်မှတ်ပုံတင်ကပ်ပြားတစ်ခုကိုထွင်လိုက်ပါတယ်တကယ်တော့ကူနေဟာအဲ့ဒီညမှာပဲထွက်ပြေးဖို့စီစဉ်ထားပြီးမထွက်ခင်မှာတဟုတ်ကိုထောင်ကနေကဲထုတ်ချင်ခဲ့တာပါအတုရအောင်မှတ်ပုံတင်ကပ်ပြားကအဲ့ဒီအစီအစဉ်ရဲ့ဒစိမ့်တစ်ပိုင်းပါပဲဒီတော်တွင်ပါတီမှာလူအနေငယ်က ဗိုလ်ဘူးကြီးလီဟွန်းကိုစန်နီယာတီးခိုင်းကြပါတယ်စစ်တပ်ရဲ့မဝင်ငင်ကလီဟွန်းဟာဖြူးချွန်းနဲ့စန်နီယာတီးသူဖြစ်ပြီးပြိုင်ဝဲမျိုးမှာမြောက်ကိုရီးယားကိုစားဝင်ရောက်ရှင်ပြိုင်ခဲ့ပူပါတယ် တချို့ရဲ့တောင်းဆိုမှုတွေရောက်လင်းခွာထိုင်ပြီးစန်နေရဒီခတ်ပါတော့တယ်။အဲ့ဒီချိန်ကမှကုနဲ့ဟာပုံစံများဖြူစပြီးပါတီပွဲစီပြန်လာခဲ့ပါတယ်။အဲ့ဒီမှာလင်းခွာစန်နေရဒီဖို့အာယုံစိုက်နေကြကိုသူတွေ့လိုက်ရပါတယ်။အခွင့်ရေးကိုအမိအယယူပြီးကုနဲ့ဟာပါတီပွဲကနေရမူးနေတဲ့အရာရှိကြီးတူနဲ့တူတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီအရာရှိကိုသူ့အိမ်လိုက်ပို့ပေးတယ်လို့ဟန်ဆောင်ပြီးကားပေါ်တင်လိုက်ပါတယ်။အစင်းကြီးအရာရှိတူနဲ့အတူရှိနေတာကိုမြင်တော့ဘသူမှသူ့ကိုမေးခွန်းမထုတ်ဘဲပါတီပွဲကနေထွက်ခွာခွင့်ပေးလိုက်ပါတယ်။ အကွာဝေးတစ်ခုလောက်မောင်းနေပြီးနောက်ကူနဲ့ဟာအရက်မိုးနေတဲ့အရာရှိကိုစပယ်ကင်းတစ်ခုထဲမှာချထားခဲ့ပြီးအဲ့ဒီအရာရှိရဲ့ကားနဲ့မောင်းထွက်သွားခဲ့ပါတယ်အခုတော့သူလွမြောက်ဖို့အစတင်နိုင်ပါပြီအဲ့ဒီနောက်ကူနဲ့ဟာတောင်းဟုတ်ကိုထိန်းသိမ်းထားတဲ့အချင်းအောင်ကိုသွားခဲ့ပါတယ် အဲ့ဒီမှာသူလုတ်ထားတဲ့အတူရောင်မှတ်ပုံတင်ကပ်ပြားကိုပြတ်သားပြီးအစင်းမြင့်အရာရှိတူအဖြစ်ဟန်ဆောင်ခဲ့ပါတယ်။သူဟာလေးဝဲအစင်းမြင့်မစ်ရှင်တစ်ခုလုံးဆောင်နေကြောင်းနဲ့တဟိုးကိုတခြားတနေရာတစ်ခုစီလွှဲပြောင်းပေးဖို့တာဝန်ရှိကြောင်းအဆောင်တွေကိုပြောပါတယ်။ပထမတော့ဂျင်းနောက်အရာရှိအချို့ကတန်တရာဝင်ကြပါတယ်။စစ်ဆေးဖို့အတွက်သူတို့ဟာလီဟိုးကိုဖုံးစစ်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲလီဟိုးဟာပါတီဘက်မှစန်နီယာတည်နေတဲ့ကြောင့်ဖုံးခေါ်စုပ်မှုတွေကိုမဖြေကြားနိုင်ခဲ့ပါဘူး။ဒါကိုမြင်တော့ကုနေဟာဒေါသထွက်နေတဲ့ပုံစံနဲ့အချိန်သိမ့်ရှိဘူး။မိတို့ငါ့ကိုထပ်ပြီးနှောင့်နှေးစီရင်အစင်းမြင့်အာနာပါ နီကနေပြင်းပြထန်ထန်အပြေးပေးခံရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒီစကားကြောင့်ကြောက်လန့်သွားတဲ့အရာရှိတွေကသူ့ကိုယုံကြည်သွားပြီးတဟုတ်ကိုလွှဲပြောင်းပေးလိုက်ပါတယ်သို့သောအစင်းကြီးအရာရှိသူကတော့တန်တရားရှိနေသေးပြီးအခုကူနန်နဲ့တောင်းဟောအတင်းတော်အရာရှိမျိုးနဲ့တူရည်တစည်းနဲ့ထွက်ခွာသွားပါပြီ။လမ်းမအရာရှိသူကလီဟွန်းကိုဖုံးဆက်နေခဲ့ပါတယ်။နောက်ဆုံးတော့လီဟွန်းဖုံးကင်လိုက်ပြီးအေယာကိုတီးပြီးနောက်သူတို့ကိုချက်ချင်းအတင်းတော်ကိုပြန်လာဖို့အမိန့်ပေးလိုက်ပါတယ်။ မိမိတို့ဖန်ခံရတော့မယ်ဆိုတာသိတာနဲ့ကုနန်နဲ့တဟွန်ဟာကောင်းဘောကအရာရှိနူးကိုတိုက်ခိုက်ပါတော့တယ်။ရုံဝင်းဆက်ကဖြစ်နေစဉ်မှာယင်းဟာလမ်းဘေးကနေချော်တွပြီးလေကွင်းတစ်ခုထဲမှာမှောက်သွားပါတယ်။အရာရှိနူးတေဆုံသွားပြီမဲ့ကုနန်နဲ့တဟွန်တို့နေရာစလုံးတေဆုံခြင်းမရှိဘဲလွတ်မြောက်ခဲ့ကြပါမိ။မတော်ဆမှုကြောင့်နူးစလုံးတိုင်ရန်အပြင်းထန်ရရှိခဲ့ပါတယ်။သူတို့မထားနိုင်ခင်မှာပဲစစ်သားတအုပ်ကအဝေးကနေသူတို့ကိုစတင်ပြစ်ခတ်ပါတော့တယ်။လူကသူ့လူတွေနဲ့အတူရောက်လာခဲ့ပါတယ်။ ူတို့နူးအားမှောင်နေတဲ့ရေနောက်ွယ်မှာပေါအောင်မှုစူးစမ်းရင်ခက်ခက်ခဲခဲနဲ့ကုကုကိုကာကွယ်နေကြရပါတယ်အဲဒီနောက်ကုနဲ့အားတေဆုံးသွားတဲ့အီယာရှိတူးရဲ့သွေးရည်ကိုသူမျက်နှာပေါ်မှာလိမ့်ချံပြီးမြေကြီးပေါ်မှာတေချာစွာလဲလျောင်းကတေချင်ဟန်ဆောင်နေလိုက်ပါတယ်အဝေးကနေမြင်လိုက်ရတဲ့လီနူးကကုနဲ့တေဆုံးသွားပြီလို့ယုံကြည်ကြကြောင့်စစ်သားတွေကိုပြစ်ခတ်မှုရတတ်မှုအမိန့်ပေးလိုက်ပါတယ်သူကလည်းတေဆုံးသွားတဲ့ခန္ဓာကိုယ်ကိုစစ်ဆေးဖို့ကာမောင်းလာပါတော့တယ်ဒါပေမဲ့အဲဒီချိန်မှာပဲကုနဲ့တောင်ဟိုးတို့ကအခွင့်အရေးယူပြီးအနက်ကမြေထဲကိုခုံကြကထွက်ပြေးခဲ့ကြပါတယ်သူတို့ကမြေကြောင်းအတိုင်းအကြကြီးမျောပေါက်သွားပြီးနောက်ဆုံးကမ်းပေါ် က်လာတဲ့အခါမှာတော့ဒဇိန်အုပ်စုတစုရဲ့ဝင်းရံခြင်းကိုရုတ်တရက်ခံလိုက်ရပါတယ်။အဲ့လူတွေကမြောက်ကိုရီးယားစစ်တပ်နဲ့အစိုးရကိုတိုက်ခိုက်ရင်တောင်တန်းတွေနဲ့တတော်တွေထဲမှာနေထိုင်ကြတဲ့ရွှေပြောင်းနေထိုင်တဲ့သဘောအဖွဲတစ်ဖွဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ကုလနဲ့ဒါဟိုတို့စစ်ဝစ်စုံနဲ့မြင်တော့ရန်သူတွေတို့ထင်မှတ်ပြီးပြစ်ခတ်ဖို့ပြင်ဆင်ကြပါတယ်။ဒါဟိုကကြောင်းလန်းနေကြနဲ့ဂျေဆုပြပြီးမပြစ်ပါနဲ့ကျွန်တော်တို့စစ်တပ်သားလူတွေမဟုတ်ပါဘူး။တကယ်တော့သူတို့လည်းကျွန်တော်တို့ကိုတတ်ဖို့ကြိုးစားနေကြပါကျွန်တော်တို့အချင်းထောင်ကနေလွတ်မြောက်လာတာပါ အခုလူလက်စွာအနေထိုင်ခြင်းမာရီလို့အော်ပြီးပြောလိုက်ပါတယ်ဒီစကားကြတော့အဖွဲလေးကအမျိုးသမီးတူကအရှင်တို့ထောင်ထဲမှာစံကူလို့ခေါ်တဲ့ကောင်လေးတယောက်ကိုတွေ့ခဲ့သည်လားလို့မေးပါတယ်တန်ဟုတ်ကကျွန်တော်အဲ့ဒီနာမည်နဲ့ဘယ်သူနဲ့မှမတွေ့ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ဘေးကအခန်းထဲကကောင်လေးကသူ့အမအကြောင်းအမြဲပြောပြီးငိုနေပါတယ်လို့ပြန်ဖြေလိုက်ပါတယ်ဒီသတင်းကြောင့်အဖွဲလေးကလည်းပျော်ရှင်သွားကြပါတယ်သူတို့ကကုနေနဲ့တန်ဟုတ်ကိုမတက်ဘဲသူတို့ရဲ့နှိဝဲ့နေရောင်ကိုခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီမှာအဖွဲကောင်းဆောင်ကသူတို့အားလုံးဟာ ရွာတွေကနေပြည်မှုအမျိုးမျိုးကြောင့်နှိမ့်ထုတ်ခံရပြီးကလေးကအစ်အစိုးရကိုတိုက်ခိုက်ရင်တောင်တန်းတွေနဲ့တတော်တွေထဲမှာပေါင်းနေကြတယ်လို့ပြောပါတယ်။မကြသေးခင်ကသူတို့အဖွဲ့ဝင်တူကိုစစ်တပ်ကဖမ်းဆီးပြီးထောင်ထဲမှာချုပ်ထားတယ်လို့လည်းပြောပါတယ်။သူ့နာမည်ကစန်ကူဖြစ်ပါတယ်။ဒါကြောင့်သူ့အကြောင်းမေးခဲ့တာဖြစ်ပါတယ်။သူတို့ကစန်ကူကိုအခုထိကွပ်မြက်လိုက်ပြီလို့ထင်ခဲ့ကြပေမယ့်အသက်ရှင်နေသေးတယ်ဆိုတာကြားရလို့ညှော်လင့်ချက်ရခဲ့ပါတယ်။အဲ့နောက်တဟောကမင်းတို့ကဲချင်းရင်ကဲလို့ရပါတယ်။လူကြိုးအဆောင်တွေအားလုံးကိုရှောင်ခွေးပြီးထောင်ထဲကိုဝင်နိုင်တဲ့လူဝဲလမ်းကြောင်းခုကိုငါတိပါတယ်လို့ပြောပါတယ်။ သူတို့ဘေးကင်းစွာထုတ်နိုင်ဖို့အတွက်ဒီလမ်းကြောင်းကိုအသုံးပြုနိုင်တယ်လို့ဆိုပါတယ်သူလမ်းကြောင်းကိုရှင်းပြပါတော့တယ်သူတို့စကားပြောနေတော့မှာမြောက်ကိုရီးယားစစ်သားအများပြားဟာသူတို့တကူလုံးကိုဝင်းရလိုက်ပါပြီသူတို့ဟာအကူနဲ့တဟုတ်ကိုလာရှာတာပါဒါကိုမြင်တော့အားလုံးဟာတော်ရက်ကတစ်ပင်တွေနဲ့ချုံမှုတွေနောက်ွယ်မှာပုံအောင်နေလိုက်ကြပါတယ်ဒါပေမဲ့စစ်သားတွေကဖိပြင်းချင်းချိတ်ကလာနေတာကြောင့်သူတို့အကြကြီးပုံးနေလို့မရဘူးဆိုတာကိုသိလိုက်ကြပါတယ် စစ်သားတွေကိုအာယုံပြောင်းစေဖို့အတွက်ဂူနန်နဲ့တာဟုတ်တို့ဟာတောဦးရဲ့အခြားတနေရာကိုပြေးသွားပြီးလေလေးကိုစတင်ပစ်ခတ်ပါတော့တယ်။သနတ်တန်ကြတော့စစ်သားတွေကအဲ့ဒီဘက်ကိုရွေ့သွားကြပြီးတပုံဖွဲ့ကိုပူလိုဂျုံတဲ့နေရာကိုထွက်ပြေးဖို့အခွင့်အရေးပေးလိုက်ရပါတယ်။ဂူနန်နဲ့တာဟုတ်တို့ဟာ လုံညွန်းတဲ့နေရာကိုထွက်ပြေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ထွက်ပြေးစဉ်မှာတောင်ဟောင်းအားခြေထောက်မှာတနက်မှန်ပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့ပါတယ်။ဒီလိုဖြစ်နေတဲ့တောင်သူတို့နူးအားခြေထောက်ဆွဲပြီးတောင်ကိုရီးယားနယ်စပ်ကိုပုံမှုနီးကပ်စွာသွားနေကြပါတယ်။အခုတော့ကုနယ်နဲ့တောင်ဟောင်းနေရာစလုံးအလွန်ပျော်ရွှင်နေကြပါတယ်။သူတို့ကနေစပ်ကိုအလွယ်တကူဖြတ်ကျော်ပြီးတောင်ကိုရီးယားကိုရောက်နိုင်ပြီလို့ထင်နေကြပါတယ်။အချိန်နှေးမှာပဲလီငွားနေစံနီကတာဝါရိုင်မြင့်တစ်ခုပေါ်မှာစနိုက်ပါရိုင်ဖယ်နဲ့သူတို့ကိုစောင့်နေတာကိုတွေ့ရပါတယ်။သူတို့ကဒီနေစပ်ကနေထွက်ပြေးဖို့ကြိုးစားမယ်ဆိုတာကိုသူကောင်းကောင်းသိနေတာဖြစ်ပါတယ်။ကုနယ်နဲ့တောင်ဟောင်းတို့ခါ ညအမောင်ထဲမှာစူဂျိုခြံစည်းရုပ်ကိုလျှို့ဝှက်စွာဖျက်ကျော်ပြီးစူးစမ်းနေစဉ်မှာလင်းဟွာတာဝါရရဲ့မီးမောင်းထိုးမိကိုအသုံးပြုပြီးကဟုတ်ကိုမြင်သွားကစနိုက်ပါနဲ့ပစ်တက်လိုက်ပါတယ်။ကဟုတ်ကမတည်ဆုံးခင်ကုနန်းကိုလက်ဆွဲတစ်ခုပေးပြီးမင်းသားတောင်ကိုရီးယားကိုရောက်သွားရင်ငါ့အမေကိုပေးလိုက်ပါ။နောက်နှစ်ရက်ဆိုသူ့မွေးနေ့ငါကိုယ်တိုင်လက်ဆောင်ပေးချင်ခဲ့တာအခုတော့အဲ့ဒီဆန္ဒမပြည့်တော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့လိုပြောရင်သူဟာကုနန်းရဲ့မျက်စိရှိမှပဲတည်ဆုံးသွားခဲ့ပါတယ်။ကုနန်းဒေါသအပြည့်နဲ့ပြည့်နေသွားပြီး သူတရားမကိုမကြောက်တော့ပါဘူး။သူဟာသူ့မှာရှိတဲ့တနက်ကိုချက်ချင်းသုံးပြပြီးလီဟွန်းကိုသူ့ကိုမမြင်နိုင်အောင်နေဆက်ပပက်လေကကင်းမြော့စင်မိပြီးအားလုံးကိုပြစ်ခတ်ဖျက်ဆီးပြစ်လိုက်ပါတယ်။အဲ့နောက်သူဟာအဲ့နေရာကနေရှေ့ကိုဆက်ပြေးလာခဲ့လိုက်ပါတယ်။မကြခင်မှာသူဟာလှုပ်ဝက်မိုင်းတွေပြည့်နေတဲ့ဇုံတစ်ခုကိုရောက်သွားပါပြီ။ဒါပေမဲ့ကုနေဟာသူ့အတက်ကိုဂီယုမဆိုင်တော့ပဲမိုင်းငွေတွေကိုဖျက်ပြီးပြေးဝင်သွားခဲ့ပါတယ်။ အချိန်ကြာလာနိုင်တဲ့အမြတ်သူဟာမိုင်းနေဘယ်မှာအများဆုံးဖွတ်ထားနိုင်လဲဆိုတာသူ့အတွေ့အကြုံကနေသင်ယူခဲ့ပြီးသားပါလင်းဝါအကူနှဲကိုမလွတ်စေရဘူးလို့ဆုံးဖြတ်ပြီးသူ့ဘွဲတစ်ခုလုံးနဲ့အတူမိုင်းဝင်းနှဲကိုလိုက်ဝင်ခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲစစ်သားတို့ကမိုင်းနေမိပြီးပေါက်ကွဲမှုကြောင့်သေဆုံးသွားခဲ့ပါတယ်ဒါကိုမြင်တော့ကြံတဲ့သူတွေကြောက်လန့်ပြီးထပ်မသွားရဲတော့ပါဘူးဒါကြောင့်အခုတော့လင်းဝါအကူနှဲကိုဖမ်းဖို့တယောက်တည်းဆက်လက်ချီတက်ခဲ့ရပါတယ်မကြခင်မှာမိုးစတင်လေးလာပြီးနေလင်းအောင်ဝင်ခင်မှာကုနေဟာမိုင်းငင်းကိုဖျက်ချော်ပြီးတောင်ကိုရီးယားနေဆန်နာကိုရောက်နေပါပြီ။ သူဆက်ပြေးပြီးမကြခင်မှာစစ်မဲ့ဇုံကိုရောက်လာခဲ့ပါတယ်ဒီဇုံကနိုင်ငံခြားမှာစီးရေလှူရှားမှုပြစ်ခတ်မှုကင်းလဲမှုလုံးဝမပြုရတဲ့နေမီတစ်ခုဖြစ်ပါတယ်ဒီ MZ ကိုရောက်တာနဲ့ဂူနန်ဟာအဝေးမှာရှိတဲ့တောင်ကိုရီးယားစစ်သားအုပ်စုစုကိုမြင်လိုက်ရပြီးပျော်ရှင်စွာနဲ့သူတို့စီကိုရှောက်သွားပါတော့တယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲလီဟွန်းအားနောက်ွယ်ကနေရောက်လာပြီးဂူနန်ရဲ့ခေါင်းကိုတနက်နဲ့ဖိလိုက်ပါတယ်သူကအခုငါနဲ့ပြန်လိုက်ခဲ့မင်းရဲ့ရာဇမှုတွေအတွက်ပြစ်ဒဏ်လျှော့ပေးမယ်တောင်ကိုရီးယားကမင်းထင်ထားတာလောက်မကောင်းဘူးမင်းစိတ်ကူးရင်နေတဲ့နိုင်ငံလည်းမဟုတ်ဘူးမင်းအဲ့ဒီမှာပြောရမှာ မှာမဟုတ်ဘူးလို့ပြောပါတယ်တကယ်တော့လီယွန်ဟာအကူနန်းကိုသူ့ညီလေးလိုချစ်တာဖြစ်ပါတယ်ဒါကြောင့်သူ့ကိုမတက်ချင်ပဲအသက်ရှင်လျက်ပြန်ခေါ်သွားဖို့ကြိုးစားနေတာပါဒါပေမဲ့ကူနန်ကငင်းဆိုလိုက်ပါတယ်မင်းတိုက်ရင်တော့ကျွန်တော်မြောက်ကိုရီးယားကိုပြန်မသွားဘူးလို့ပြောလိုက်ပါတယ်ဒီစကားကလီယွန်ကိုဒေါသထွက်စေပြီးကူနန်ကိုစတင်ရိုက်နှက်ပါတော့တယ် တိုက်ပွဲအတွင်းမှာသူတို့နှစ်ယောက်လုံးအားရင်ကုန်ခံပြီးပင်ပန်းနွမ်းနေသွားကြပါတော့တယ်။အဲဒီနောက်ဂူနန်ကဂျန်နေဘဝကိုငါစိတ်ကြိုက်နေထိုင်ခြင်းယူမှာပဲအခုငါရဲ့တခုသေးသောဆန္ဒကတောင်ကိုရီးယားကိုသွားဖို့ပါပဲလို့ပြောပါတယ်။ဒါကြောင့်ငါ့ကိုထပ်မတားပါနဲ့လို့ပြောလာပါတယ်။ဒီလိုပြောရင်ဂူနန်ဟာတောင်ကိုရီးယားဘက်ကိုဖြည်းဖြည်းချင်းရှောက်သွားပါတော့တယ်။စမေဇိုရဲ့လယ်မှာတယ်လီဖုန်းဖိုင်ရဲ့တက်တာငရေတစ်ခုရှိပါတယ်။ရောက်ကိုရီးယားကနေတောင်ကိုရီးယားကိုထွက်ပြေးဖို့ဂျူစားတဲ့သူတယောက်ကအဲ့ဒီတယ်လီဖုန်းကိုသုံးပြုပြီးအကူအညီအတွက်ကိုရီးယားစစ်တပ်ကိုခေါ်ဆိုနိုင်ပါတယ်။ ူနန်ဟာဖုန်းကိုကောက်ယူပြီးနိုင်ငံတကာဝင်ရောက်ခွင့်ပေးဖို့တောင်ကိုရဲ့စတာတွေကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဒီလိုလုံနေတော့မှာလီဟွန်းဟာအနောက်ကနေသူ့ခြေထောက်ကိုတနက်နေ့ပြစ်လိုက်တဲ့အတွက်ဒဏ်ရာရသွားပါတယ်။ကူနန်ကိုမဖြတ်ကျော်ဖို့တောင်းပန်ရင်အော်ဟစ်နေခဲ့ပါတယ်။ဒါပေမဲ့ကူနန်ဟာနားမထောင်ပါဘူး။ခြေထောက်ဆွဲပြီးတင်းထွက်နေတဲ့ကြားကအရှိမရှိရဲ့လှိုင်ကောင်းတစ်ခုလည်းကိုဝင်သွားခဲ့ပါတယ်။လှိုင်ကောင်းရဲ့တဝက်ကမြောက်ကိုရီးယားမှာရှိပြီးကြံတဝက်ကတောင်ကိုရီးယားမှာရှိတာဖြစ်ပါတယ်။လှိုင်ကောင်းလည်းမှာမင်းကြောင်တစ်ကြောင်ရှိနေပါတယ်။အဲ့ဒီမင်းကိုဖြတ်ကျော်လိုက်ရင်ကူနန်ဟာ တရားဝင်တောင်ကိုရီးယားကိုရောက်ရှိပြီလို့ဆိုလိုပါတယ်။လီဟွန်းကအနောက်ကနေလိုက်လာပြီးသူ့ကိုဆက်ပစ်နေခဲ့ပါတယ်။ကုနဲမင်းကိုမဖြတ်ခင်မှာပဲလီဟွန်းကသူ့ကြောကိုတနက်နဲ့ထပ်ပစ်လိုက်ပါတယ်။ကုနဲနာကျင်စွာနဲ့မိပြီးပေါ်မှာလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့ကြာရှိရဲ့အင်အားအလုံးနဲ့သူ့ကိုသူရှေ့ကိုဆွဲတင်ပြီးမင်းကိုထိမိအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။လီဟွန်းကမတက်ရက်ပြီးအဖြစ်ပြက်တစ်ခုလုံးကိုကြည့်နေခဲ့ပါတယ်။သူသာဆိုရင်ကုနန်းကိုအဲ့ဒီမှာတင်အလွယ်တကူတပ်ပစ်နိုင်ပေမဲ့သူ့ရဲ့ပြင်းပြတဲ့စိတ်ဓာတ်နဲ့ဆုံးဖြတ်ချက်ကိုမြင်ပြီးတဲ့နောက်သူ့ကိုလှုပ်ပေးလိုက်ပါတယ်။မြေရည်နဲ့တူကောင်းပြီး မင်းကြံနေဘဝကိုမင်းလိုချင်တဲ့တိုင်းနေထိုင်လိုက်လို့ပြောလိုက်ပါတယ်ဒီလိုပြောရင်သူဝမ်နဲ့ဆိုရင်မြောက်ကိုရီးယားဘက်ကိုလှည့်ပြီးပြန်သွားခဲ့ပါတယ်အချိန်ထဲမှာပဲတောင်ကိုရီးယားစစ်သားတွေကရောက်လာပြီးကုနန်းကိုသူတို့နဲ့အတူခေါ်သွားခဲ့ပါတယ်လာနေငယ်ကြပြီးတဲ့နောက်ကုနန်းဟာလွန်ခဲ့တဲ့နှစ်တွေကလေးကတောင်ကိုရီးယားကိုထွက်ပြေးသွားခဲ့တဲ့ဒဟော့ရဲ့အမေနဲ့အမနဲ့တွေ့ဆုံခဲ့ပါတယ်။သူဟာမတည်ဆုံးခဲ့တဲ့ဒဟော့အနှံခဲ့တဲ့လင်ဆွဲကိုသူတို့ကိုပြေးခဲ့ပါတယ်။အဲဒီနောက်သူတို့နဲ့အတူညသာစားပြီးပျော်ရွှင်စွာအချိန်ဖြုန်းခဲ့ပါတယ်။ဒါပေမဲ့သူဟာ ်တဟော့တည်ဆုံးမှုအကြောင်းကိုသူတို့ကိုအမှန်တရားမပြောပြခဲ့ပါဘူး။တဟော့ကမြောက်ကိုရီးယားမှာအဆင်ပြေနေသေးပါလို့သူပြောခဲ့ပါတယ်။ဒီစကားကိုကြတော့တဟော့ရဲ့အမေနဲ့အမစိတ်သက်သာရာရသွားကြပါတယ်။အဲဒီနောက်ကနတောင်ကိုရီးယားမှာလုပ်ငန်းအသစ်တစ်ခုစတင်ပြီးကောင်းမွန်တဲ့ဘဝကိုစတင်နေထိုင်ခဲ့ပါတယ်။သူနှစ်ပေါင်းများစွာထိန်းထားခဲ့တဲ့အိမ်မက်ကိုနောက်ဆုံးမှအကောင့်ထဲပေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါနဲ့တူရုပ်ရှင်ရဲ့ဇာတ်လမ်းလေးအဆုံးသတ်ထားပါတယ်။ဒါဆိုရင်ဒီနေ့ဗီဒီယိုကိုဒီမှာပဲညီကုန်းချုပ်ပြရစေ။ ရုပ်ရှင်နေချုပ်ကိုဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးခင်ဗျာကြိုက်လို့တဲ့ဆိုရင် like ပေးတော့ပါမကြိုက်ဘူးဆိုရင်လည်း dislike ပေးနိုင်ပါတယ်နောက် video regret တဲ့ဘုတ်မှာပြန်လည်းတွေ့ဆုံပါမယ်ခင်ဗျာ